ုရားရှင်နဲ့တွေ့နေကြသူများတရားတော်ခုအချိန်မှာတတော်ထင်ရှားဘုရားရှင်နဲ့တွေ့ဆုံခွင့်မရနိုင်ကြတော့ဘူးလို့ထင်နေကြတာကဗုဒ္ဓတရားတော်နဲ့အတော်လန်းဝင်းနေကြလို့ပဲမြတ်စွာဘုရားတတော်ထင်ရှားရှိစဉ်ကဝက္ကလိယဟန်တော်ဟာဘုရားရှင်ကိုအလွန်မင်းကြည်ညိုတယ် ယဟန်ပြုတဲ့အချိန်ကစပြီးတရားဓမ္မသင်ယူအားထုတ်မှုကိုလုံးဝမပြုဘဲဆွမ်းဖုံးပေးခြင်းကလွဲရင်ကျန်တဲ့အချိန်တိုင်းမြတ်စွာဘုရားရှင်ကိုမြင်နိုင်လောက်တဲ့နေရာမှာတည်နေပြီးစကုဝငတ်များဟာလမ်းမင်းရဲ့အယောင်ကိုမျက်တော်မခတ်ဘဲကြည့်နေသလိုဘုရားရှင်ရဲ့မျက်နာတော်ကိုသာကြည့်ရှုဖူးမြော်နေလေးရှိပါတယ်။မြတ်စွာဘုရားကစိတ္တဝက္ကလိဒီအပုဂ္ဂိုလ်ခန္ဓာကြီးကို ကြည့်နေလို့ဘာကြိုးရှိမလဲ။တရားကိုမြင်သူသာငါဘုရားကိုမြင်သူဖြစ်တယ်။ တရားကိုမမြင်သူဟာငါဖျားကိုတွေ့နေပေမဲ့မြင်ရသူမဟုတ်ဘူးတရားကိုကြည့်သူဟာငါဖျားကိုမြင်အောင်ကြည့်ရှုသူဖြစ်ရမယ်လို့ဆုံးမတော်မူပါတယ်ဒီနေရာမှာမြတ်စွာဘုရားရှင်ကမိမိကိုယ်ကိုရည်ညွှန်းပြီးဒီခန္ဓာကိုယ်ပုတ်ကြီးကိုကြည့်နေလို့ဘာကျိုးရှိမလဲလို့မင်ကြားတာကိုလည်းအထူးသတိပြုရပါမယ်အစင်းယုတ်ဆိုတာဘပုတ်ကိုဘေယာဝတ္ထုမဆိုယုတ်တရားသာဖြစ်ပါတယ်ယုတ်တရားမှန်သည်မ ဘလိုပုဂ္ဂိုလ်မျိုးရဲ့အစင်းတန်ဆတဲ့ယုတ်တရားကြီးဖြစ်စေအဒီပတိပစ္စည်းတမလောက်အောင်အလေးနက်အာယုံပြုတဲ့အခါကုတ္တတရားလုံးဝမဖြစ်တဲ့အပြင်ယာကနဲ့ဒိဋ္ဌိဆိုတဲ့အကုတ္တတရားဆိုနှမျိုးသာဖြစ်ရထုံးစံရှိပါတယ်သာကိုသဘောကျလက်ခံနိုင်ဖို့ဆိုတာကတော့ပဋ္ဌံဒေသနာပစ္စည်းတွေခြေစူးပြုပုံကို လေ့လာသဘောပေါက်မှလက်ခံနိုင်မှာပါပဋ္ဌံဒေသနာတော်မှာဘလိုရုပ်အာယုံကိုဖြစ်စေအလေးနက်အာယုံပြုခဲ့ရင်တာယာနှစ်သက်မှုဖြစ်ပြီး ယာကန်းတဲ့ဒိဋ္ဌိသာဖြစ်တယ်လို့ဟောတော်မူတာပါ တခြားနဲ့အာယုံတွေကိုအလေးနက်အာယုံပြုတဲ့အခါနှလုံးသွင်းလျောက်ကုတ္တအာကုတ္တနှမျိုးဖြစ်နိုင်ပေမဲ့အာကုတ္တတရားနဲ့ယုတ်တရားတို့ကိုအလေးနက်အာယုံပြုရမှာတော့အာကုတ္တမျိုးသာဖြစ်ရုံထုံးဆန့်ရှိတယ်ကုတ္တလုံးဝဖြစ်ခွင့်မရှိပါဘူးအလေးနက်မဟုတ်ပဲတရားတရားဖြစ်ုံအာယုံပြုတာကတော့ကုတ္တလည်းဖြစ်ခွင့်ရှိပါတယ် မြတ်စွာဘုရားရှင်က ဝကလိယဟံကိုအထက်ပါအဆုံးမနဲ့လွန်ကဲနေတဲ့တရားတရားကိုတားမြစ်ဆုံးမပေမဲ့လိုက်နာခြင်းမပြုလို့ဝါဆိုဝါကတဲ့နေ့မှာဝကလိငါဘုရားနဲ့ဝေးရကိုဖယ်သွားလို့တိုက်ရိုက်နေထိုးလိုက်တယ်။ဝကလိယဟံစိတ်တကြပြီးဂိဇကုတောင်ဆောင်ကခုံချဖို့ကြံစီတာကိုတီတော်မှမြတ်စွာဘုရားရှင်ကကြွရောက်ပြီးပူပင်တော်ကငြင်းရအောင် ဆုံးမတော်မူလို့တရားကိုတိမြင်ပြီး ယဟန္တာဖြစ်တော်မူတဲ့အခါဖျားရှင်ကိုတကယ်တွေ့မြင်တဲ့ပုံကိုဖြစ်သွားပါတယ်။နောက်တော့တရားတရားကြီးမားလွန်ခဲ့တဲ့အတ္တဖွဲ့ရရှိခဲ့ပါတယ်။တကယ်တမ်းဖျားရှင်နဲ့တွေ့ဖို့ဆိုတာဖျားရှင်ရဲ့ယူပကာရတော်ကိုမြင်ရတာကိုအဓိကမထားပဲဖျားရှင် ဟောကြားတော်မူတဲ့အတိုင်းလိုက်နာချင်းချင်သူများဟာမိမိတို့အချင်းအတိနဲ့အညီဘခစ်ဘေခါဘယ်ချိန်မှမဆိုဖျားရှင်ကို တွေ့မြင်နေရမှာဖြစ်ပါတယ်။ ဂုဏ်တော်ကိုအာယုံပြုနိုင်ဖို့တရားတရားကိုနှိုးဆော်ဖို့အတွက်ရုပ်ပွားတော်များကိုပူဇော်တဲ့နေရာမှာလဲဂုဏ်တော်ကိုအဓိကထားဖို့အရေးကြီးပါတယ်ကုန်းတော်ခွေပြီးပုံတော်ပေါ်မှာသာအာယုံပြုလို့ကတော့မြတ်စွာဘုရားရဲ့အဆုံးမတော်နဲ့တခြားစီဖြစ်နေကြတာပါပဲ။ဘုရားရှင်လက်ထက်တော်ကဘုရားရှင်ကို မျက်စိနဲ့တွေ့မြင်ကြသူတွေဟာလည်းဘုရားရှင်တို့ရဲ့ဂုဏ်ကျေးဇူးကို မသိသူ ဒီပေမဲ့လက်မခံသူတို့ဟာဖျားရှင်ကို တွေ့လွဲလွဲကြသူတွေပဲဖြစ်သွားကြပါတယ်။တကယ်တွေ့ခွင့်မရကြပါဘူးတချို့ဆို တွေ့လွဲရုံမကဘူး။တွေ့ခွဲခွဲကြပြီးအဝီစီမြဲအထိရောက်ကြသူတွေအကြောင်းပြလက္ခစာပေတွေမှာအထင်ရှားပါပြီးသားပါ။ဖျားရှင်ရဲ့ပုံတော်တွေကိုကိုတော်ထီအောင်အာယုံပြုကြည်ညိုတတ်တဲ့အတွက်ဖျားရှင်နဲ့တကယ်တွေ့ခွင့်ရသူတွေတဲကရာဇဝင်မှာအမှတ်ထင်ထင်တတိထားမိသူတို့ကတော့ ပကိုးဟန်တာရီခိကတလားတော်ဆိုတဲ့မုံမျိုးသမီးတို့ပါအဲ့ဒီခိကအုတ်ချုပ်တဲ့တိတ်တမင်းဆိုတာမိစ္ဆာဒိဋ္ဌိအယူရှိသူဖြစ်လို့ဖျားရှင်ရဲ့အုတ်ဒိဋ္ဌရုပ်ပွားစီတွေကိုဖျက်ဆီးစေခဲ့ပါတယ်တချို့ရေထဲမျောလုံးစီတဲ့အခါရေထဲမျောနေတဲ့ရုပ်ပွားတော်တွေကိုတလားတော်ဆိုတဲ့အမျိုးသမီးကချိုးချိုးဆဆလိုက်စေပြီးအိမ်ပေါ်မှာကိုးကွယ်ထားပါတယ် သူရဲ့စိတ်အာရုံထဲမှာစင်တူတော်တွေကိုအယုတ်လိုသဘောမထားပဲဖျားရှင်လိုပဲသဘောထားတဲ့အတွက်အခုလိုလိုက်ဆယ်ပြီးအိမ်ပေါ်ပင့်ထားတာပါဒီအကြောင်းကိုဖရင်ဒိတ်တမင်းတိတော်သူ့အာနာကိုဖီဆန်နေဆိုပြီးတလားတော်ကိုနီးမျိုးမျိုးနဲ့တက်စေခဲ့ပါတယ်ဆင်နဲ့တိုက်တဲ့အခါမှာလည်းဘယ်စင်မှမတိုးဝင့်မိနဲ့တိုက်လဲမရတွင်တူးမျိုးလိုလည်းအကြောင်းမထူးအောင်ဖြစ်နေပါတယ် အကြောင်းကတော့အဲ့ဒီအချိန်မှာတလထော်ကမြတ်စွာဘုရားရှင်ရဲ့အဆုံးအမတိုင်းတက်မိန်ပေးတဲ့ဘုရင်တက်ဖို့အားထုတ်တဲ့မင်းမှုထမ်းစင်ထင်းစင်စားတဲ့တတဝါအလုံးကိုမေတ္တာပို့သနေတဲ့အတွက်သူ့နှလုံးသားထဲမှာဘုရားရှင်ကင်းဝတ်တည်နေတော်မူလို့ဖြစ်ပါတယ်။ ။တလားတော်ကိုဆင်းနေတိုက်ပြီးအသက်ခမ်းရာမှာဆင်းရဲတကောင်မှ မတိုးရတဲ့အကြောင်းဖတ်ရတဲ့အခါသတ်တော်ထင်ရှားဖျားရှင်ကိုနာလာဂီရီဆင်ကြီးနဲ့တိုက်ခိုင်းစဉ်ကဆင်ကြီးကိုချုံးနဲ့တန်တန်ထိုးပြီးအမိန်ပေးပေမဲ့ချွန်းတန်ကိုသာအောင့်ခံပြီးမြတ်စွာဘုရားကို ထိုးသက်ခြင်းမပြုတဲ့နာလာဂီရီစင်ကြီးကိုမြင်ရောက်မိပါတယ် တဆက်တည်းမှာပဲအခုအချိန်မှာတချို့မျိုးသမီးများစီးစိမ်ဥစ္စာနဲ့ကာမဂုဏ်ကိုအကြောင်းပြုပြီးအမျိုးဘာသာသာသနာကိုဆွန့်လွတ်ကာဇက်ပြတ်နေကြတဲ့အကြောင်းတွေကြားသိရတဲ့အခါစီးစိမ်အာယုံကာမဂုဏ်အတွက်မဆိုထားတဲ့အသက်အတွက်တောင်ငဲ့ွက်ခြင်းမရှိပဲအမျိုးဘာသာသာသနာကို ကာကွယ်တဲ့ဒလထော်ဆိုတဲ့အမျိုးသမီးငယ်အတွက်ဂုံယူဝမ်းမြောက်ဓာတုခေါ်ပြီးကြလေးစားဂုံပြုမိပါတယ်။ဖျားရှင်တို့အပေါ်မှာပုံတော်ကိုထွင်းဖောက်ပြီးဂုံတော်ရောက်အောင်ကြီးညိုတက်ကြလို့ နှလုံးသားတဲ့အထိဖျားရှင်ကင်းဝတ်ပြီးအသက်ကိုတက်ဖြတ်လို့မရကြတဲ့ဒါကောင်တမိကောင်းတို့အကြောင်းကိုပြီးလက်ကတော်ထဲမှာလည်းအတော်များများတွေ့ရပါတယ်။ဘုံတော်ထက်ကုံတော်ကို လေးစားကြည်ညိုတတ်ကြပြီးလေးစားကြည်ညိုတဲ့ဖျားရှင်ရဲ့အဆုံးအမကိုလိုက်နာခြင်းတုံးတူမှန်သမျှအခုအချိန်ထိလည်းဖျားရှင်နဲ့တွေ့နေကြဆဲဖြစ်တယ်ဆိုတာယောဟိတတ္တမံပတ္တိတော်မံပတ္တိပန်ဤတော် တရားတော်ကိုမြင်နေသည်။ငါဖျားရှင်ကိုတွေ့မြင်နေသူဖြစ်တယ်။ဆိုတဲ့ဖျားရှင်ရဲ့အဆုံးမတော်အရာထင်ရှားသိတာတဲ့အတွက်အချိန်မနှောင်းမီဖျားရှင်နဲ့အစ်စ်အမှန်တွေ့ခွင့်ရအောင်နီးဟောင်းနီးကောင်းများအတိုင်းစ조사အားထုတ်ကြဖို့တိုက်တွန်းလိုက်ပါတယ်။တရားနာသူဓမ္မမိတ်ဆွေများအားလုံးကောင်းချိုးလိုရာဆန္ဒအဝဝနဲ့ပြည့်စုံကာတရားထူးတရားမြတ်များချင့်ချံအားထုတ်နိုင်ကြပြီးနိဗ္ဗာန်ချမ်းသာမနှေးမြန်ရနိုင်ကြပါစေ။